ော်လဲအဲ့လိုမျိုးတော့ဟိုမထင်ခဲ့ဘူးပေါ့နော်။အရင်ရင်ကဟုတ်လိုက်လဲဟုတ်လိုက်လားဆိုပြီးတော့ဟိုပျော်ရွှင်ပါတယ်။ဂျင်းနဲ့ဂျင်းနဲ့ပါတယ်။ရှေးဟာဒီမှာတော့နည်းနည်းအကြံပေးရလေးရှိရဲ။အဲ၃ချိန်မြောက်ဟိုဖုန်းလေးမှာတော့သူ့ဘာလို့ idea ဒီဥစ္စာတော့ကျွန်တော် idea တနေပြန်ပါတယ်။ဟိုနည်းနည်း feeling လေးပေါ့နော်ဖြစ်ချင်တဲ့စိတ်ကူးလေးရေပြောပြလိုက်တော့ဒီလိုပုံစံလေးသူထွက်လာပြန်တယ်။သဘောကျပါတယ်ပုံလေး။ ျွန်တော်ဟိုပါဝတ္ထုတို့တွေကအစင်လေးရှိနေပြရှိတယ်ကြာတယ်ကြာပြီဒါပေမဲ့ဟိုကစ်ကာလာလို့ပဲပြောပြောထုတ်ရင်ကောင်းလို့မထုတ်ရင်ကောင်းလို့နဲ့တွေးနေရတယ်တော့ကြာအခုလိုမျိုးတရားပြန်ထွက်လာတိုင်းဆိုရင်တော့အင်းငါဟိုကအစ်တတော်ထုတ်မှာပဲဆိုတော့ပြတော့မြန်မြန်တော့ဝင်တယ်ပြီးတော့ဒါပြီးရင်တော့တေးကြတာတော့အတူအဲ့တော့ရောက်မယ်ထင်တယ်စားလဲအစင်လေးရှိတာပြီးတော့ဆိုလေအရှေ့ကကျတော့ပြီးပြောင်းမရေးထားရတယ်ပါတော့တူတော့ပုံနီးစက်လိမ့်မယ် စောက်ထွက်တုန်းကကျွန်တော်တို့ဟိုပါဘော2017နှစ်ကုန်ပေါ့နော်နှစ်ကုန်ဒီဇင်ဘာမှာထွက်တာဆိုတော့2019ဒီစောက်ကမနှစ်ကကျွန်တော်ဒီထွက်ဝေတူကဟိုပါတော့ပေါ့ဒီလာပိုင်းလောက်တည်းကကုန်ပြီပေါ့သူ့တိုက်မှာကုန်နေတဲ့အကြောင်းပြောပြောတော့ပြန်ရိုက်မလားဆိုရိုက်မယ်ပေါ့ရိုက်မယ်ဆိုပြီးတော့နောက်အကြောင်းအကြောင်းကိစ္စလေးပေါ်လာတော့မရိုက်ဖြစ်ခဲ့ဘူးမြိုင်ဖြစ်ခဲ့ပဲပစ္စည်းဟိုစောက်ပြက်နေကြတော့တနှစ်လောက်တော့ရှိပါပြီ။အဲအခုပြန်ရတာဆိုတော့2019စောက်ပေါ့လောက်ရှိပါ။9နှစ်လောက်တော့ရှိပါနော်။9နှစ်အ ပဲလေတော့ရှိပါပြီ။အဲ့တော့ကဟိုကျွန်တော်ကအခုဒီဥစ္စာကတော့ဟိုခုနပြန်ပြောရင်ကျွန်တော်အစောက်ကလောတဲ့ထုတ်ချင်သေးသိမရှိဘူး။ဒါဆိုတော့ဘာလို့ထုတ်လဲဖြစ်မယ်။ဒါကြတော့ကျွန်တော်ဟိုလို12ချိန်ဆိုတဲ့3ချိန်လေးကိုကျွန်တော်ကြိုက်လို့ထုတ်ဖြစ်တာပါ။ဟိုစာအတင့်နေနဲ့မထုတ်တာကြတော့ဟိုဘယ်တော့ခက်ကာလာလဲပါဘောနော်။ feeling ပေါ့အဓိကကို feeling က VR ကြီးပေါ်မှာဟိုစာအေးစေးရေးနိုင်နေဆိုတဲ့ feeling မဖြစ်ဘူးပေါ့။ပြလဲပြခြင်းနဲ့ကိုလည်းမဖြစ်ဘူးပေါ့နော်။အဲ့ဒါလည်းရှိတယ်။ဒါဟုတ်ကြောက်ဘောထုတ်လဲဆိုတော့နောက်ထပ်တစ်ချိန်ထည့်ရရဆိုတော့ မှတ်တမ်းပေါ့နော်ကိုကိုတိုင်းတော့နောင်ချိန်ပြန်ရခြင်းမှာရမယ်စံချိန်ကိုဟိုပါပေါ့နည်းနည်းသဘောလေးကြလို့ဒါလေးကိုပြန်ရိုက်ဖြစ်တာနောက်နောက်တစ်ခုကစာအုပ်တိုက်မှာစာအုပ်မရှိတော့ပေါ့နော်မရှိတဲ့ခါကျတော့စိုင်းနေမှာလည်းမရှိတဲ့ခါကျတော့ကျွန်တော်တစ်ခုပြန်တွေ့တာဟိုအစ်စ်လည်းမရေးနိုင်ဘူးဒါလည်းမထုတ်ဘူးဆိုရင်ကျွန်တော်နာမည်ပေါ့နော်နာမည်တစ်ခုကစာဖတ်သူပဲဖြစ်ဖြစ်ပေါ့ပြောက်ွယ်နေမှာပေါ့အဲပြောက်ွယ်ရကြတယ်မဖြစ်ချင်ဘူးပြန်နော်ဘာလို့ဆိုကိုလည်းဒီစောက်တာရှိရတယ်လုံးဝအဲ့လိုပြောက်ွယ်သွားတာမဖြစ်ချင်မဖြစ်ချင်တဲ့ခါကျတော့နည်းနည်းဒါလေးကိုခုနအကြောင်းနေပြီ ြောပြီးတော့เนาะထုတ်ပြန်ထုတ်ပြန်ပါတော့ပို့နေပေါင်းများတော့ရေးခဲ့တာနိုင်ငံသားမှာဘလော့ကြီးပြင်းပြေပေါ့เนาะဘလော့ညာဘက်တိုင်းလောက်ကပြန်လာရင်ဘလော့တုံးကြတာပေါ့အခက်ကတော့ Facebook က Facebook ကတိတ်မတုံးကြတဲ့ခါကျတော့အဲ့မှာရေးခဲ့တဲ့စာရေးပါဘလိုမျိုးဒီရဲ့ချက်ပါရောအရင်ကြီးတော့မထားဘူးပေါ့နော်အဲ့မှာ feeling ပေါ့တခုတွေးမိသွားရဲဆိုရင်အဲ့ဒီတွေးကိုဝှထုလို့ရေးရေးလဲရေးပြတယ်အဲ့ဘလော့ကြီးကအပြိုင်ဆိုင်ဟိုဘလော့ကခက်ဆိုအပြိုင်ဆိုင်ဆိုတော့ အမြန်ရေးကျင်စီတွေများတယ်တခုအမြန်နဲ့တွေးပြတယ်စားရရင်းရင်တော့တွေးပြတယ်ဗျတွေးပြတော့ဇလန်းကြောင်းရအလုတ်သွားလဲခေါင်းနဲ့ရောက်တယ်ဒါပေမဲ့တခုအမြင်လဲဇလန်းလေးဖမ်းလို့ပြတာပေါ့နော်အရန်လို့ဖြစ်တဲ့ကာလကြီးပေါ့အဲ့တော့အမှရေးပြခဲ့စားဒီစောက်ထဲမှာအဲဟိုဟာတော့ပေါ့55ဘုတ်ဆုံး7ဘုတ်ကျော်လောက်ထိကအဲ့တော့ဟာလေနောက်ပိုင်းမှမြန်မာပြည်ပြန်ရောက်ပြီးမှကျွန်တော်ရွှေပြည်တင်မှာတောက်လျှောက်ရေးတော့အစ်စ်တွေထက်ရေးတာ ਨੇ ပေါ့ပေါင်းပြီးတော့ထုတ်တာပေါ့နော်ဟိုအားကြောင့်ရေးရတော့အဲ့တော့ကဖြစ်တဲ့စာရေးစဉ်စိတ်ကြောင့်ရေးခဲ့တာ ော်ကနာမည်တွေပေါ်မှာတော့ feeling တအားထားတယ်ဒီဝတ္ထုတို့ခေါင်းစဉ်လေးတွေဟောကျွန်တော်စာရေးဖတ်တော့ကျွန်တော်ကြိုက်တဲ့စာရေးဆိုရှင်နီကိုရဲပေါ့နော်သူ့ခေါင်းစဉ်လေးဆိုတအားလှလှရဆိုတာကသူ့ရဲ့ဟောကိုကျွန်တော်ဘာလို့ဆွဲသွားလဲဆိုတော့ခေါင်းစဉ်ဖတ်ရင်ဘာမှမသိဘာလို့ပြောမှမသိဒါပေမဲ့စာတဘောလုံးဖတ်ပြီးသွားရင်အော်ဒီခေါင်းစဉ်ကလိုက်ကိုလိုက်ရဆိုတာဖြစ်တယ်အဲ့ယူစလို့ကျွန်တော်အရင်တဘောကြားတယ်ကြားခါတော့ကျွန်တော်ဒီစာရေးကိုရေးလို့ခေါင်းစဉ်ပြီးရင်ကျွန်တော်အဲ့လိုကြည့်ရခေါင်းစဉ်ဖတ်အောင်လို့တိတ်မသိအောင်တော့တက်နေမြောက်ဖုံးတယ်ဒါပေမဲ့တဘောလုံးပြီးရင်တော့ဒါက ဒါကြောင့်ပေးပါလားဘောနော်အဲ့လိုမျိုးဖြစ်အောင်တော့ကြိုးစားပြီးပေးအဲ့တော့ခေါင်းစဉ်ပေးတာပုံကလေးနဲ့ထားပါမယ်တရောက်တော့မကောက်ဘူးနော်ကျွန်တော်တို့ကကျတော့ငယ်တဲ့စာရေးဖတ်ခဲ့ရပြီးတော့ဟိုစာရေးဆရာကြီးကြိုက်တဲ့ဟာကြီးအများကြီးရှိရောနော်ဒါပေမဲ့ကျွန်တော်ခဏပြောကျွန်တော်ကြိုက်ဆုံးတရောက်တရောက်တော့ဟိုစာရေးကြိုက်ဆုံးနေဆိုနေတာစာရေးရှူတောင်းပေါ့ရှူတောင်းတော့အခုထိလဲစာအုပ်စင်မှာပြင်းလို့ဟိုတခုပေါ့နော်စာလေးဖတ်မယ်လို့ဆွဲထုတ်မယ်ရှူတောင်းစာပဲထုတ်ဖြစ်တယ်တော်တော်များအဲ့လိုမျိုးအဖြစ်ကိုကျွန်တော်ကြိုက်တယ် ါတော့သူရဲ့အကြိုက်ပေါ့ဒါပေမဲ့သူ့လွမ်းမှုမှုကြတော့ဟိုပေါ့အရေးသားပိုင်းကြတော့မတူဘူးပေါ့နော်ဒီဘက်ခင်းနေကြတော့ဆရာကဘာလို့ဘာလို့ကြိုက်လဲသူကရွေးစာကြောင်းရှည်ကိုပြည့်ပြည့်ရှင်းလင်းအောင်ရေးနေတော့ကြိုက်တယ်။နောက်ဒီဘက်ခင်းမှာဝိတုတို့ကြတော့ကျွန်တော်ဆရာနေဝင်းမျိုးကြိုက်တယ်။သူ့ဟန်လေးကိုကြိုက်တယ်။နောက်တခြားဆရာကြီးလည်းဖတ်တယ်ပေါ့နော်ဖတ်ပြီးတော့မှဟိုကိုဝိတုကြီးရေးခဲ့တာပေါ့နော်။ အဲဆာမှာတော့နည်းနည်းလေးလူးလို့ရောရှိမှထင်တာပဲเนาะဟိုတစ်ခါကျတော့အားဖက်ခဲ့တော့ဖက်ခဲ့ရတော့ရှိမှထင်တာလေးရှိတယ်ဒါပေမဲ့နောက်ပိုင်းကျရင်တော့ကိုယ့်ရဲ့ဟန်တော့ဖြစ်သွားတယ်တကူကလှုပ်ယူရမှာမဟုတ်ဘဲနဲ့ရေးတက်တဲ့ဟန်ကကိုယ့်ဟန်တကူတော့ဖြစ်သွားပါပဲကျွန်တော်တို့ဟောပေါ့ကျွန်တော်ထုတ်ဝင်တဲ့ timing လောက်အများကြီးဝယ်တာလဲမထင်ထားခဲ့ဘူးပြီးတော့ကျုပ်တင်လည်းမတော့ဝမ်းသာတယ်အရင်လည်းဝမ်းသာတယ်ကျွန်တော်တို့ဒီအချိန်မှာတော့ကျွန်တော်တို့ဟောပေါ့ မေတ္တာလက်ဆောင်လေးနည်းနည်းပူပူတတလေးအရေးအတွက်ပေါ့နော်မြန်စာလေးပြန်ပြီးပေးကြမလားတော့တိုင်ပင်ထားပါရဲ့မြတ်လှုပ်ဖြစ်ဖို့လည်းများပါရဲ့မြတ်ဟုတ်အဲ့တော့ကျွန်တော်ဟိုပါပေါ့ချိန်တိုင်းလေးပြောတယ် Facebook မှာဟိုပါပေါ့ status တွေပါစောင်းနေပတ်သက်လို့တင်နေထည့်ပြောတယ်ရန်ကျူတင်ပါဘာလို့ဆိုတော့ဒီလောက်အုပ်ရင်အများကြီးဖြစ်လာသည့် ဲဝယ်ဆိုတာစာဖတ်သူရဲ့အားပင်ပေါ့နော်သူတို့အဲ့လောက်ကြီးဝယ်ဆိုတော့ကျွန်တော်လည်းဒီပုံမှာအများနဲ့ပြန်တွေ့တိုင်းစိတ်လုံခြုံမှုလေးရလုံခြုံတာငါစာရေးခဲ့တဲ့နေထားလေးရကြော်စရာလေးကောင်းပါလားဆိုအများနဲ့ဖြစ်ရတယ်ဒါအကျဉ်းတင်ပါတယ်သူတို့ကြောင့်လားဒီလိုမျိုးဟိုပါပေါ့ကျွန်တော်ဒီလိုစိတ်ကျဉ်းနေမှုရောစာဦးဒီအချိန်ပေါင်းရတာကြောင်းရတော့ဖြစ်တာကျေးဇူးနဲ့တင်ပါတယ်